ော်လန်မနေ့ခင်ပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ22ရက်မြန်မာပြည်တွင်တနင်္လာမှနေပြီးတော့မြန်မာပြည်သူတိုင်းသားများနဲ့ပြပရောက်မြန်မာပြည်သားမြန်မာပြည်ပွားမျိုးတော်လန်ရေးအတွက်အဆန်းကုန်ကြိုးစားနေကြသောအမျိုးကောင်သားအားလုံးကိုမင်္ဂလာမနေ့တော်လန်မနေ့နှုတ်ဆက်ပါတယ်ဒီနေ့အချိန်ဒီအချိန်ခါရီရဲ့အသီးပွင့်တွေအကျိုးကြောင်းအခြေအနေတွေအရာ ကျွန်တော်တို့မြန်မာပြည်သားအားလုံးအားနဲ့ညီပါမျှတခဲနဲ့ပူပေါင်းစန့်ကျင်တော်လန်လာခဲ့တဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ဆိုးကြီးဟာအပြည့်တိုင်ညီကုန်းချုပ်တော့မယ့်အနေအထားကို ရောက်ရှိလာတဲ့ဒဇဒဇနီးကပ်လာတဲ့တိတာတေချာထင်ရှားလာတဲ့အနေအထားတွေမြင်တွေ့နေရပြီလို့ဥစွာဂုံယူနှုတ်ဆက်စကားပြောချင်ပါတယ်။ဒါဘာကြောင့်ကျွန်တော်သုံးသပ်ပြတယ်လဲဆိုရင်လက်ရှိ ဖက်စစ်တပ်ထဲကဖြစ်ပေါ်နေတဲ့နောက်ဆုံးအခြေအနေတွေပေါ့အခုဖြစ်ခဲ့တဲ့နယ်စပ်ဒေသကစစ်ပွဲတိုင်းကိုပဲကြည့်ကြည့်နောက်ဆုံးဖြစ်ခဲ့တဲ့မောတောင်လုံအနေထားပေါ့ကျန်တဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ပဲကြည့်ကြည့်ထိုင်းနဲ့တခြားနယ်စပ်ပဲကြည့်ကြည့်ဘယ်နယ်စပ်မှမဆိုဖြစ်ခဲ့တဲ့တိုက်ပွဲတိုင်းမှာကြည့်ဒေါ်လိုင်းတပ်ဖွဲ့ဝင်သိမ်းပြီဆိုတာနဲ့ဖက်စစ်ရန်ဖက်တပ်ကလက်ပါစီတွေဟာအဲလက်နက်ပိုင်ပါမပါလဲလူကြီးပဲတိုင်းတစ်ပါးကိုလွတ်အောင်ထွက်ပြေးခိုးလုံကြတယ်ဒါရိုးရာလို့ဖြစ်နေပြီဖြစ်တယ်ပေါ့ အိန္ဒိယဘက်ထွက်ပြေးလို့ပြန်ခေါ်ရတာဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလို့ပြန်ခေါ်ရတာအိန္ဒိချင်း၄နိုင်ငံရှိတဲ့နေရာမှာ၃နိုင်ငံကတော့ခဏခဏထွက်ပြေးနေကြဖြစ်တယ်ပေါ့တရုတ်ကတော့အထွေထူးပြောကြရမလို့ပါဘူး။ဘာလို့ဆိုတရုတ်ကတော့ဖက်စစ်အကြမ်းဖက်အာဏာရှင်မင်းအောင်လှိုင်ရဲ့ခေါင်းကိုင်ဖခင်ကြီးဖြစ်နေတယ်ဆိုတော့သူ့ဘက်ထွက်ပြေးခဲ့ရင်လည်းတရင်ထွက်ပေါ်လာမှာမဟုတ်ဘူး။အားလုံးသူတို့တည်တည်နဲ့သူတို့လွတ်လုကြမှာဖြစ်တယ်ပေါ့။ဒါတော့အဲ့တော့ဖက်စစ်တပ်ကလက်ရှိအနေထားဟာဘလို့မှစိတ်သက်ဆွမ်းရင်နော်ဒီဒီတပ်ဖွဲ့ချစ်စိတ်နဲ့ စစ်တိုက်နိုင်တဲ့အနေအထားမရှိတော့ပါဘူး။သူတို့မှရှိတဲ့နောက်ဆုံးအကဲအတာမှုတစ်ခုကတော့တရုတ်နဲ့ရုရှားတို့ကထောက်ပံ့ပေးတဲ့လေကြောင်းပစ်ကူရေးတာမှုတစ်ခုပဲရှိပါတယ်။ဒေအင်းနဲ့ပတ်ပြီးတော့ဘုံကျဲမယ်။ဘုံကျဲနိုင်မယ်ဘုံတိတွေထုတ်လွှင့်နိုင်မှုတရုတ်ကတရုတ်နဲ့တချို့သောကွန်မြူနီနိုင်ငံတွေကမ္ဘာဝန်ယူဆုံးမိတ်ဆက်နိုင်ငံတွေကထောက်ပံ့ပေးတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့အစောတလျင်ကပ္ပစာတွေမှာထုတ်လုပ်ပြီးတော့ဘုံကျဲမယ်။ဒါပဲသူတို့လုပ်နိုင်တော့တာဖြစ်တယ်။ ီဂျိုင်ယူကော့ပတာတွေလည်းအခုဆိုဒစီဒစီပြက်ကြပြီးမြေပြင်မှာအသုံးမတည့်ဘူးဆိုတာကိုသူတို့သိလာကြပြီးဂျိုင်ယူကော့ပတာပေါ်မှာတက်မောင်းဖို့တော့မှသူတို့ခက်ခဲလာတဲ့အနေအထားဖြစ်တယ်။မြေပြင်မှာကြည့်လိုက်ပါအပြင်းထန်ခံစစ်ဆင်ပြီးတော့တချို့နေရာတွေမှာထိုးစစ်ဆင်နိုင်တာဟုတ်ပါတယ်။ထိုးစစ်ဆင်နိုင်တဲ့ဆိုတဲ့အခြေအနေမှာသူတို့အသုံးပြုလာတဲ့အနေအထားကိုကျွန်တော်လေ့လာကြည့်ရှုရသလောက်လေရင်နဲ့ဘုံကျင်းမယ်တိကျတဲ့တိုင်းတော်ထောက်လန်းမှု dragon ထောက်တဲ့ဒီ drone တွေနဲ့တိတိကျကျကင်းထောက်မယ် အန်တီဒရုန်းတွေနဲ့ဒေါ်လာကြီးတက်ကဒရုန်းတွေကိုပြန်တက်ပြန်တက်လို့မရနိုင်အောင်ဆွဲချသိမ်းဆည်းနိုင်အောင်ရုရှားရဲ့အကူအညီနဲ့ကြိုးစားတယ်ပြီးတော့မှထိုးစစ်ကိုမြေပြင်မှာအတင်းအဓမ္မစုဆောင်းထားတဲ့ပြည်သူစစ်လို့ခေါ်တဲ့လူငယ်တွေကိုအသေးခံခိုင်းပြီးတော့မိုင်းနင်းခိုင်းပြီးတော့အတင်းလူလိုင်းလုံးနဲ့တက်ပြီးထိုးစစ်ဆင်သိမ်းပိုက်ခိုင်းတဲ့အနေအထားမျိုးကိုပဲသူတို့လုပ်နိုင်တာတွေ့ရပြီးတော့အခုပြည်သူစစ်ခေါ်တဲ့ပြည်သူဖမ်းဆီးခံထားတဲ့လူငယ်ပေါင်းမြောင်များစွာဟာလည်းပဲ လွန်စွာမှစိတ်သက်ကြဆင်းပြီးတော့နီးပေါင်းစုံနီလန်းပေါင်းစုံတို့ထွက်ပြေးနေကြတာကိုကျွန်တော်တို့မျက်မြင်တွေ့ရပြီးကျွန်တော်တို့ဒလိုင်းတက်ဖက်ကကေဇယ်ဆောက်ရှောက်ထားတဲ့ပါစပြည်သူစစ်ပေါင်းနဲ့ရည်တွေ့ရာပေါင်းများစွာရှိလာကြတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်ဖက်စစ်တက်ကအင်အားဟာဖီယိုဖီရဲ့လုံးဝပြိုကွဲနေတဲ့အနေအထားရှိပါတယ်စိတ်တက်အင်အားစိတ်တက်အင်အားပြိုကွဲနေတာတခုတည်းလားဆိုတော့မဟုတ်ဘူးဘ ਹੁ ကမန်းပေးနိုင်တဲ့ဘ ਹੁ ချက်ကလည်းအခုဆိုရင်ပြိုကွဲနေတဲ့အနေအထားတွေ့ရပါလိမ့်မယ် အခုဒါမောတော်ဆိုလို့ရှိရင်ကြားသိရတဲ့အတိုင်းလာလာရောက်တိုက်ခိုက်မယ်ဆိုတာကိုရတပတ်နဲ့ခြီးပြီးတော့ကြိုတင်တည်ရရှိပြီမဲ့ဘာမှစစ်ကူပြစ်ကူမပေးနိုင်တာစကိုင်းတိုင်းမုံရွာဖက်ဒီမှာလည်းအလားတူပဲတော်တော်ကြီးတက်တဲ့ဘက်ကတိတိကျကျဝင်ရောက်တိုက်ခိုက်မယ်ဆိုတော့တိရှိရနဲ့စစ်ကူပြစ်ကူမပေးနိုင်တာကချင်ပြည်နယ်မှာဆိုလည်းအလားတူပဲအာရခပြည်မှာဆိုလည်းအလားတူပဲအဲ့တော့သူတို့ရဲ့အာနာအမိန်ပေးမှုကြီးရည်လေညှိနှိုင်းကိုကယ်ရည်မှုယုံဖက်ကကာဆတ်တာမူတွေဆိုတဲ့ကောင်တွေဖက်ကနေပြီးတော့ရခင်လွန်ခဲ့တဲ့၄၅၆လကာကဲ့သို့ တိကျတဲ့တေးချတဲ့မှန်ကန်မြန်ဆန်တဲ့အမိန့်ပေးစနစ်တွေမရှိတော့ဘဲနဲ့ခုမင်းအွန်လိုင်းကိုတိုင်ကိုပဲဖအံကိုရောက်တယ်ပြီးနေအစိုးရလို့ခေါ်တဲ့သူတို့ခန့်ထားတဲ့စစ်လက်ပါစီအစိုးရအဆင့်လို့သတ်မှတ်ထားတဲ့ခေါင်းကြီးကိုတိုင်ကတဲခဲအခန်းကျွေးမွေးတဲ့ရေစားစရာလုံးဝမသုံးဆောင်တော့ဘူးဆိုတော့ဒါထွက်ပေါ်လာတဲ့တည်င်းတွေရမင်းအွန်လိုင်းကိုတိုင်ဟာသူ့ရဲ့သူ့ကိုထောက်ကူပေးထားတဲ့အရေးကြီးဆုံးပြီးနေအစိုးရဆိုတဲ့အဆင့်တန်းကဗိုလ်ချုပ်ကြီးတွေကိုတော့မှယုံကြည်မှုမရှိတော့ဘူးဆိုတဲ့သဘောကိုပြလာတယ်ဖြစ်တဲ့တကြောင် တို့ရဲ့မိန်မေးစနစ်တို့ရဲ့အချင်းချင်းပေါ်မှာထားရှိတဲ့သစ္စာခံမှုနဲ့ယုံကြည်မှုအခြေအနေတွေဟာလုံးဝပြိုကွဲပျက်စီးနေတဲ့အချိန်မှာပဲကြားဖြန့်လို့ခေါ်တဲ့နိုင်ငံတကာကနေအခုဆိုရင် Truth Media American ကပေါ့တိတိပပနော် Scammer Strike Force ဆိုပြီးတော့ကြီးညာပြီးတော့ American ကအပြောနဲ့အလုပ်ညီတဲ့လူဖြစ်တယ်လေလုံးကြီးတဲ့လူမဟုတ်ဘူးအဲ့တော့ကြီးညာပြီးတော့အခုဆိုရင်မြန်မာနယ်စပ်တစ်ချောင်းမှာ American စစ်တပ်တွေရောက်ရှိနေပြီဆိုတာလေလူတိုင်းသိတဲ့လူရွက်ချက်ပါဆိုတော့ ကြားဖြန့်လို့ခေါ်တဲ့လက်တဲ့အဓိကတရားခံတဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ကြားသိရတော့ပြောပြရရင်လွန်ခဲ့တဲ့နှစ်နှစ်ခွဲ၃နှစ်လောက်ကတည်းကဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့အမေရိကန်အစိုးရထောက်လိုင်းအေဂျင်စီတွေဟာတဲတဲမဲမဲနော်စနစ်တကျအသွင်ယူထိုးဖောက်စိတ်ဝင်အချက်လက်တွေစူးစောင်းနေခဲ့ကြတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တော့လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကတည်းကဒီကြားဖြန့်ရွှေကုတ်ကိုအထဲမှာလဲပတ်နေတဲ့ဖြစ်စဉ်တချို့ကိုနော် ဒီ agent တယောက်ကတစ်စက်ကျွန်တော်ကိုယ်တိုင်မှသိရှိခဲ့